်မင်္ဂလာပါရှင်ဒီကနေ့ရက်နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အုပ်စုရွေးကောက်ပွဲကြောင်းအကြမ်းဖက်မှုတွေပိုတိုးလာနိုင်ကြောင်းဖီတိန်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လရှိအခြေအနေတွေအောက်မှာအာနာသိန်းစေအုပ်စုကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြဿနာတွေဖြေရှင်းပေးနိုင်မှာမဟုတ်ဘဲအကြံဖတ်မှုတွေကိုပိုတိုးလာနိုင်ကြောင်းကုလသမဂ္ဂအထူးကော်မတီတက်ကော်မတီအစည်းအဝေးမှာဖီတိန်ကိုယ်စားလှယ်ကပြောပါရယ် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြောင်းလဲပေးနိုင်မယ့်ဤလန်းကအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးရင်းနဲ့အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။အတိတ်ပဲရှိတဲ့ရွေးကောက်ပွဲတရက်ဖြစ်ပေါ်လာရေးအတွက်အကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုအဆုံးသတ်ပြီးသက်ဆိုင်သူအားလုံးအကြတွဲဆုံဆွေးနွေးရန်လိုအပ်ကြောင်း UK အနေနဲ့ပြောကြားလိုတယ်လို့လည်းဆိုပါတယ်။မြန်မာရေးဆွေးနွေးတဲ့ကုလသမဂ္ဂအထူးကော်မတီတပ်ကော်မတီအစည်းအဝေးမှာ UK ရဲ့ Senior လူ့ခွင့်ရေးဆိုင်ရာအရာရှိ Charles Kang ကတက်ရောက်ခဲ့ပြီးအခုလိုဆွေးနွေးခဲ့တာလို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဆေးအုပ်စုစီစဉ်ထားတဲ့ရွှေကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမဲ့အရေးအယံမတွေ့ရဘဲအကြမ်းဖက်မှုတွေစီဥတည်နေတယ်လို့လည်းဆိုပါရယ်မြန်မာမှာလူခွင့်ရေးချိုးဖောက်မှုတွေနဲ့လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေများလာတဲ့အပေါ်လဲစိုးရိမ်ကြောင်းလည်းပြောကြားခဲ့ပါရယ်အထူးသဖြင့်မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်မှုတွေကိုလျှော့ချပြီးနိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာကအယက်သားတွေကိုအကောက်အခွဲပေးဖို့နဲ့အကြောင်းရင်းမရှိအဖမ်းခံရသူတွေကိုလွှတ်ပေးဖို့လည်းတိုက်တွန်းထားပါရယ် ကြပြင်ရခိုင်ပြည်နယ်မှာဆိုရင်စစ်တပ်ကစေဝါနဲ့အစားအသောက်ပို့ဆောင်ရေးလမ်းကြောင်းကိုပိတ်ဆို့ထားတာကြောင့်ပြည်နယ်တွင်းကလူဦးရေနှစ်တန်းချုံမှာငမမှုတွေကြုံတွေ့နေရတယ်လို့လည်းပြောဆိုပါတယ်။ဆက်လက်ပြီးစစ်ဘုတ်ချုပ်တွေအာဏာတည်နေတဲ့၍အွန်လိုင်းလိမ်လည်လုပ်ငန်းတွေဆက်ပြီးရှင်းတန်းကြီးထွားနေမယ်လို့ CRPH သတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့လွှတ်တော်ဆိုင်ရာကြားနာပွဲအမေရိကန်အစိုးရထံတိုက်တွန်းမှုအမြန်အကောင်အထည်ဖော်ဖို့လိုနေပြီဟုဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ online ငွေလိမ်လုပ်ငန်းတွေဟာအကြံဖက်စစ်တပ်နဲ့သူတို့ရဲ့အကျိုးစီးပွားတူလက်နက်ကင်အဖွဲ့အစည်းတွေကခွင့်ပြုကြခြင်းဖြစ်ပြီးအကျိုးအမြတ်များစွာရရှိနေသည်ကိုလည်းအရင်အမြင့်များစွာကပေါ်ပြနေကြောင်းဖီတော်ဆွလွတ်တော်ကုစားပြုကော်မတီ CRPH ကနိုဝင်ဘာ22ရက်မှာထုတ်ပြန်လိုက်ပါတယ်။စစ်ဘုံကြောင့်များအာနာတီမြဲနေတဲ့ရင်းလုပ်ငန်းများသည်လည်း ဆက်လက်ရှင်သန်ကြီးထွားနေပြီဖြစ်ပြီးအကြံဖက်စေအုပ်စုကအစိုးပါငွေလိမ်မှုလုပ်ငန်းများကိုအဆုံးသတ်ရန်ကြိုးပမ်းနေသည်ဆိုသည်မှာဟန်ပြတက်တက်တာဖြစ်သည်ကိုလည်းသတိပြုစေလိုပါသည်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံရှိအွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့လွှတ်တော်ဆိုင်ရာကြားနာပွဲတစ်ရက်ကိုမကြာသေးခင်ရက်ကအမေရိကန်ပြည်ထောင်စုအထက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အောက်လွှတ်တော်ကိုယ်စားလှယ်တွေကကျင်းပခဲ့တဲ့အပေါ် CRPH ကကြိုဆိုကြောင်းဖော်ပြရမှာအထက်ပါအတိုင်းသတိပေးခဲ့တာဖြစ်ပါတယ် ယခုကွန်ကရက်ကြားနာပွဲမှာတဆင့်အမေရိကန်အစိုးရသို့တိုက်တွန်းမှုများသည့်အ мян ဆုံးအကောင့်ထဲပေါ်ဆောင်ရန်လိုအပ်ပါသည်ရှင်းတို့ဆောင်ရွက်နိုင်ရေးအတွက်လည်းအမေရိကန်ကွန်ကရက်ကထိရောက်သောဆောင်ရွက်ချက်များကိုချမှတ်သွားလိမ့်မည်ဟုအခိုင်အမာယုံကြည်ပါသည်လို့လည်း CRPH ကထုတ်ပြန်ပါသည်နိုဝင်ဘာ9ရက်နဲ့6ရက်မှာ CRPH နဲ့အမေရိကန်အထက်လွှတ်တော်အောက်လွှတ်တော်အမတ်တွေတွေ့ဆုံမှုအပြီးစီစဉ်ကျင်းပတဲ့ကြားနာမှုတစ်ရက်ဖြစ်ပြီးအဲ့ဒီတွေ့ဆုံမှုမှာမြန်မာနိုင်ငံအတွင်းရှိအွန်လိုင်းငွေလိမ်မှုလုပ်ငန်းများအကြောင်းလဲညွှန်ဝေဆွေးနွေးခဲ့တယ်လို့အသိပေးပါတယ် မိမိတို့ဤတင်ပြချက်များကိုအလေးနက်ထား၍ယခုကြားနာမှုတွင်ထည့်သွင်းပြောဆိုခဲ့မှုအတွက်လည်းအထူးကျေးဇူးတင်ရှိပါတယ်။ယခုကြားနာမှုသည်မြန်မာပြည်သူများ၏အတန်ကိုများစွာထင်ဟပ်ခဲ့ပြီးယခုထပ်ပုံမထိရောက်သောဆောင်ရွက်ချက်များကိုလည်းအမေရိကန်အစိုးရနှင့်လွှတ်တော်တို့ထံမှမျှော်လင့်လျက်ရှိသည်ကိုလည်းဖော်ပြလိုပါသည်လို့ CIA ကထုတ်ပြန်ပါတယ်။စီအိုစုကတိုင်းပြည်အာဏာကိုချုပ်ကိုင်နေခြင်းဟာ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူများကိုသာထိခိုက်နေသေးတာမကကမ္ဘာတဝန်းရှိပြည်သူတွေနဲ့နိုင်ငံတွေရဲ့အကျိုးစီးပွားဒီမိုကရေစီတရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကိုချိန်ချောက်နေခြင်းဖြစ်လို့မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်နဲ့စစ်ဘုတ်ချုပ်တွေရဲ့နိုင်ငံရေးမှာပါဝင်နေမှုကိုအပိတိုင်အဆုံးသတ်နိုင်ရေးလက်တွဲလှုပ်ဆောင်ကြဖို့လေ CRPH ကနိုင်ငံတကာအတိုင်းဝိုင်းအားထက်လောင်းတိုက်တွန်းထားပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအကျပ်တဲနဲ့ပတ်သက်လို့အမေရိကန်လွှတ်တော်တွင်နိုဝင်ဘာ19ရက်နေ့မှာလုပ်ခဲ့တဲ့ကြားနာမှုအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်အမတ်တချို့ကပူးထွက်ကြေညာချက်တစောင်းထုတ်ပြန်ခဲ့ပါတယ်။လွှတ်တော်အမတ်တွေဖြစ်တဲ့ Amivia, Shankin, Sydney Gallagher, Dovine, Fewine Singer တို့ပူးထွက်ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့အဲ့ဒီကြားနာမှုအစီအစဉ်ဟာမြန်မာပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီရေးတိုက်ပွဲဝင်မှုတွေကိုပါတီဆွဲတွေမပါဘဲလွှတ်တော်တရက်လုံးကအားကောင်းတဲ့ထောက်ခံမှုမျိုးပြသခဲ့တယ်လို့ပါရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းပြီးဒီမိုကရေစီပြည့်ဝတဲ့အနာဂတ်ကိုအားပေးထောက်ခံကြောင်းပြသမှုတစ်ခုအဖြစ်အမေရိကန်အစိုးရအနေနဲ့မကြာခင်မှာအာဏာသိမ်းမြန်မာစစ်တပ်ကကြီးမှုချင်းပမဲ့ရွေးကောက်ပွဲကိုအတိအလင်းရှုံချဖို့လေလွှတ်တော်အမတ်တွေကတောင်းဆိုခဲ့ပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတူရောင်တစ်ခုသာဖြစ်တယ်လို့လည်းညင်ညာချက်ထဲမှာပါရှိခဲ့ပါတယ်အွန်လိုင်းငွေလိမ့်လည်မှုလုပ်ငန်းတွေဟာကမ္ဘာတဝက်ရှိပြည်သူတွေရဲ့လုံခြုံမှုနဲ့နိုင်ငံအများအပြားရဲ့အမျိုးသားအကျိုးစီးပွားကိုကြီးမားစွာ ထိခိုက်နေလျက်ရှိတာကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်တွေကအစဉ်တစိုက်အတိပေးတင်ပြမှုများပြုလုပ်ခဲ့ပြီးကမ္ဘာတဝန်ကပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုတိုက်တွန်းခဲ့သည်ဟုလည်း CRPH ကမနေ့ကထုတ်ပြန်ကြမှာအတိပေးပါရယ်။ online ငွေလိမ်လည်မှုလုပ်ငန်းတွေဟာကမ္ဘာတဝန်ရှိပြည်သူလူထုရဲ့လုံခြုံမှုအားစိုးစိုးရွားရွားထိခိုက်နေတဲ့အတွက်ပြီးခဲ့တဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညှိလာခံကြ ချမှတ်အတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်ကိုသက်ဆိုင်ရာအစိုးရတွေကအကောင့်ထည့်ဖို့ရေးအတွက်ဆက်လက်ကြိုးပမ်းကြဖို့လေ CRPH ကနိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့အဖွဲ့ဝင်လွှတ်တော်တွေကိုထပ်မံတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ပါကထိုင်ဝမ်ဘက်မှစီရေးအရပါဝင်ပြီဆိုတော့ဂျပန်ဝန်ကြီးချုပ်စကားအပေါ်မြန်မာစစ်တပ်ကမထောက်ခံပေတရုတ်နိုင်ငံဘက်မှရက်တီဟုထုတ်ပေါ်ကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လျင်ထိုင်ဝမ်ဘက်မှစီရေးအရပါဝင်ပြီဆိုတော့ဂျပန်ဝန်ကြီးချုပ်ဤပြောဆိုချက်စကားအပေါ် မြန်မာအကြံဖတ်စစ်တပ်ကမထောက်ခံပေတရုတ်နိုင်ငံဘက်မှရက်တီကြောင်းအကြံဖတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စောမင်းထွန်းကသတင်းထုတ်ပြန်ပြောဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်တက်ကာအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်၏ရှင်သန်မှုကိုချိန်ချောက်သည့်အခြေအနေအဖြစ်သတ်မှတ်နိုင်ကြောင်းဂျပန်ပါလီမန်တွင်ပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်၏ပြောကြားချက်မှာဂျပန်၏လုံခြုံရေးဆိုင်ရာဥပဒေမူကောင်အရထိုင်ဝမ်အရေးကိုဂျပန်နိုင်ငံ၏ပြည်တွင်းလုံခြုံရေးနှင့်ဓာတ်ရိုက်ဆက်ဆက်သည်ဟုသတ်မှတ်လိုက်ခြင်းဖြစ်ပြီးဂျပန်အနေဖြင့်ထိုင်ဝမ်အရေးတွင်စီးရေးအရပါဝင်ပတ်သက်နိုင်သည့်လမ်းကြောင်းကိုဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းဂျပန်မှလာတော်သတင်းများအရသိရှိရပါသည်မြန်မာအကြံဖက်စစ်တပ်ကမှဂျပန်ဝန်ကြီးချုပ်သည်၏ထိုင်ဝမ်အရေးအပေါ်ပြောဆိုချက်ကိုမထောက်ခံပေတရုတ်တနိုင်ငံ၏မူဝါဒအရတရုတ်နိုင်ငံဘက်မှယက်တီကြောင်းအကြံဖက်စော်မင်းထွန်းကထုတ်ဖော်ပြောဆိုပါသည် ဂျပန်ဝန်ကြီးချုပ်အသည့်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောကြားချက်များကိုကျွန်တော်တို့အနေနဲ့နိုင်ငံတကာမီဒီယာတွေမှာထွေးလိုက်ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲ့သဘောထားယက်တီချက်ကတော့နံပါတ်1မြန်မာနိုင်ငံအစိုးရဟာတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံတည်းမူဝါဒ One China Policy ကိုခိုင်မာစွာထောက်ခံယက်တီလျက်ရှိပါတယ်။တရုတ်တနိုင်ငံတည်းမူဝါဒ One China Policy အပေါ်မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံယက်တီလျက်ရှိကြောင်းအကြံဖတ်ဆော်မင်းထွန်းကပြောဆိုပါတယ်။ အကြံဖတ်စော်မင်းထွန်းကတရုတ်နိုင်ငံ၏အိန္ဒိချင်းမိတ်ဆွေကောင်အဖြစ်မြန်မာနိုင်ငံကတည်ဆောက်နေကြောင်းဆက်လက်ထုတ်ဖော်ပြောဆိုပါရယ်တရုတ်မြန်မာနှစ်နိုင်ငံဟာအိန္ဒိချင်းမိတ်ဆွေကောင်နိုင်ငံများဖြစ်ပြီးမဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့အေတူပူမြအတိုင်ဝန်းကိုတည်ဆောက်နေတဲ့နိုင်ငံများဖြစ်ပါရယ်ဒီချက်ပေါ်မှာမြန်မာနိုင်ငံကအထူးအလေးတန်ဖိုးထားပါရယ်ငြိမ်းချမ်းစွာအထူးရှင်တွဲနေထိုင်ရေးမှူးကြီး၅ချက်နဲ့ပထမချက်ပါအတိုင်းတရုတ်နိုင်ငံရဲ့နေမြေတည်တံ့ခိုင်မြဲမှုနဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာမြန်မာကလေးစားပြီး ၎င်းချက်ပေါ်မှာကောက်ွယ်ခြင်းကိုမြန်မာကအစဉ်အမြဲထောက်ခံယက်တိလျက်ရှိပါကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။ဂျပန်ဝန်ကြီးချုပ်ဤထိုင်ဝမ်အရေးမှတ်ချက်စကားကြောင့်တရုတ်နှင့်ဂျပန်အကြားတင်းမာမှုမှာအရှိန်မြင့်တက်နေပြီးကုန်သွယ်ရေး၊ခရီးသွားလာရေးစီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍများတွင်ဆက်ဆံရေးဖြတ်တောက်မှုများစွာဖြင့်နှစ်ဖက်အတင်းမာဆုံးအခြေအနေတို့ဆက်ရောက်လျက်ရှိပါတယ်။ဂျမိုင်းတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။